မြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲဟာယုံကြည်စိတ်ချလောက်တဲ့ရလဒ်မထွက်နိုင်တာကြောင့်လေလာဆောင်ကြီးအခွဲတွေဆီလွတ်ဖို့အစီအစဉ်မရှိဘူးလို့ဥရောပသမဂ္ဂရဲ့လူ့ခွင့်ရေးဆိုင်ရာအထူးကိုယ်စားလှယ်ဖြစ်တဲ့ Kaiser Olo Green ကထုတ်ပေါ်ပြောဆိုလိုက်ပါတယ်။အော်တိုဘာလ16ရက်နေ့ကမလေးရှားနိုင်ငံကွာလာလမ်ပူမှာပြုလုပ်တဲ့အာဆီယံ EU အရက်ဖက်လူမှုအဖွဲ့အစည်းများဖော်တဲ့လူ့ခွင့်ရေးဆိုင်ရာအာဆီယံ EU မူဝါဒဆွေးနွေးပွဲလာရောက်တက်စင်မှာ ဥရောပတမကရဲ့လူခွင့်ရေးဆိုင်ရာအထူးကိုယ်စားလှယ်ဖြစ်တဲ့ခေဆာအော်လွန်ဂရင်ကမြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲတုန်းဥရောပတမကကလေးလာစောင့်ကြည့်သူတွေစေလူပို့အစီအစဉ်မရှိဘူးလို့ထုတ်ဖော်ပြောဆိုလိုက်တာပဲဖြစ်ပါတယ်။မြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲဟာယုံကြည်စိတ်ချလောက်တဲ့ရလဒ်ထွက်ပေါ်လာနိုင်ခြင်းမရှိကြောင်းနဲ့အနောက်နိုင်ငံများအပါအဝင်မြန်မာအရေးလေးလာစောင့်ကြည့်သူတွေကစစ်တပ်ရဲ့ရွေးကောက်ပွဲဟာအထူးရောက်တာဖြစ်ပြီး စစ်တပ်ရဲ့အုပ်ချုပ်မှုကိုတရားဝင်ဖြစ်စေရန်ရည်ရွယ်ထားတဲ့ဟန်ပြရွေးကောက်ပွဲသားဖြစ်ကြောင်းထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်နိုင်တဲ့အခြေခံလိုအပ်ချက်အခြေအနေတွေကိုလည်းမဖြည့်ဆည်းပေးနိုင်ကြောင်း All on Green ကပြောကြားထားပါတယ်။စစ်အစိုးရကကမ္ဘာကထပြုလုပ်တဲ့ရွေးကောက်ပွဲဖြစ်လို့ရလကတော့တခုပဲထွက်မှာပါလို့ဥရောပသမဂ္ဂရဲ့လူ့ခွင့်ဆိုင်ရာအထူးကွန်ဆလယ်ဖြစ်တဲ့ခင်းစာအော်လွန်ဂရင်းကထုတ်ဖော်ပြောဆိုထားတာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ 2020ခုနှစ်စစ်အာဏာသိမ်းပြီးကတည်းကနိုင်ငံတော်နေမီအများပြားကိုတင်ပိုက်ခဲ့တဲ့လက်နက်ကင်တော်လန်ပုံကံမှုကိုဖြစ်ပေါ်စေပြီးစစ်တပ်ကလည်းရွေးကောက်ပွဲကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ရာနှုန်းပြည့်မကျင်းပါနိုင်ကြောင်းထုတ်ဖော်ဝန်ခံထားပါတယ်ခင်ဗျာမုံမင်းနဲ့နမ်ပတူမျိုးနယ်တို့ကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်နဲ့ပုံချက်မှုကြောင့်ပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိပြီးနေအိမ်နဲ့ကားများပျက်စီးသွားတဲ့တဲ့ရင်ကိုလည်းဖော်ပြပေးပါမယ်ရှမ်းပြည်နယ်မြောက်ပိုင်းမှာ DNL သိမ်းပိုက်ထားတဲ့မိုးမိတ်မြို့နယ်နံပါတ်2မြို့နယ်တို့ကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲလေရင်နဲ့ပုံချဲခဲ့မှုကြောင့်ပြည်သူတို့အထူးခိုက်ဒဏ်ရာရရှိပြီးနေအိမ်နဲ့ကားများပျက်စီးသွားတယ်လို့ဒေသနေပြည်သူများနဲ့ DNL ထံကသိရပါတယ်။အော်တိုဘားလ16ရက်နေ့ညနေ6:20မိနစ်ချိန်က ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့မှာစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲတိုက်နေတဲ့ဘုံများလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲဒီလိုဘုံကျဲချမှုကြောင့်ဘုံကမိုးမိတ်မြို့တောင်ပိုင်းရပ်ကွက်ကိုကြားရောက်ပောက်ခွဲခဲ့ပြီး ပေါင်900ဘုံတလုံးနဲ့ပေါင်150ဘုံတလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီဘုံကြရောက်ပောက်ကွဲမှုတွေကြောင့်အသက်90နှစ်အရွယ်ဒေါ်အောင်ရွှေမှထိမှန်တန်းရရရှိပြီးနေအိမ်နှလုံးနဲ့ကားတစ်စီးလည်းထိမှန်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။မနေ့က6:20လောက်ကတိုက်လေနဲ့ဘုံကျဲချရမှာတောင်မင်းရွက်ကအမတ်နဲ့အခြေခံပညာမူလာတန်းကျောင်းသားမှကြရောက်ပောက်ကွဲပါတယ်။အဲ့ဒီနောက်ကလမ်းမအလဲမှာလည်းဘုံနှလုံးကြရောက်ပောက်ကွဲပါတယ်။ အမျိုးသမီးတဦးထိခိုက်ဒဏ်ရာရရှိပြီးနေအိမ်နှလုံးနဲ့ကားတွေဖျက်ဆီးသွားပါတယ်လို့ဒေသနေပြည်သူတူကရှင်းပြထားပါတယ်။အလားတူအော်တိုဘားလာ၁၀နေကလည်းမိုးမင်းမြို့နယ်အောင်မြေရွာနီးမှာစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲတိုက်လေယာဉ်နဲ့ပေါင်150ပုံးနှလုံးနဲ့ရော့ကက်လက်နက်ကြီး6လုံးနဲ့ခြေချတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့လည်းသိရပါတယ်။ထို့သူပဲဒီကနေ့မနက်ပိုင်း7:15မိနစ်ချိန်ကရှမ်းပြည်နယ်မြောက်ပိုင်းလန်ဆန်မြို့နယ်ဟိုမင်းကျေးရွာနဲ့နမ်ဘတူမြို့နယ်တို့မှာ စစ်တပ်ကတိုက်လေနဲ့ဘုံများလာရောက်ကျဲချပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ DNL ကသတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်ခင်ဗျာစစ်ကောင်စီကစစ်မှုထမ်းတင်တဲ့28ခုဖွင့်လှစ်ပြီးစစ်သားစုဆောင်ရေးကိုအရှိန်မြင့်နေတဲ့အကြောင်းမှာပြည်သူစစ်မှုထမ်းဥပဒေနဲ့မတရားဖန်ဆီးစုဆောင်ထားတဲ့လူငယ်တွေကိုလက်ခံလေ့ကျင့်ပေးနေတဲ့စစ်တင်တန်းကြောင်28ခုထိရှိလာပြီးစစ်မှုထမ်းတင်တဲ့ကြောင်ထပ်တိုးခွင့်လင့်လေ့ကျင့်ပေးနေတယ်လို့ MTSI ကဒီကနေ့မှထုတ်ပြန်ထားပါတယ်မြန်မာစစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ရဲ့ထုတ်ပြန်ချက်မှာစစ်ကောင်စီတကစစ်မှုထမ်းတပ်သားများဒုံးမြေစုဆောင်ရရှိမှုအပေါ်မူတည်ပြီးအရန်တင်းနှံကြောင်းများအဖြစ်ခအကတာဂါအားနဲ့ရလာတ59တို့မှာထတ်တိုးခွင့်နဲ့လေ့ကျင့်ပေးနေခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။စစ်မှုထမ်းအပစင်စက်ကွန်အထိစစ်အခြေခံလေ့ကျင့်ရေးတပ်စခတကိုတမတော်တမ်းမြေလေ့ကျင့်ရေးအကြောင်းတတကဆက်တဲ့အရာကန်နဲ့အကြက်ကြီးတင်းနှံကြောင်းရကတာနဲ့တမတော်ကွန်ပျူတာနဲ့နည်းပညာသိပ္ပံတကနာ ိုးတင်တဲ့ကြောင့်ပါထူချီလင်းအကူလက်နေကြည်တင်တဲ့ကြောင့်ခအကတက်မတော်ကိုခံပညာနဲ့အားကစားသိပ္ပံတကအာနဲ့အမှန်59ရေတက်လေ့ကျင့်ရေးတက်တုံမှာလက်ခံလေ့ကျင့်သင်တန်းပေးခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီတပ်စိုးမိုးထိန်ချုပ်မှုအကောင်နဲ့ရှမ်းပြည်နယ်ရန်ကုန်တိုင်းအေရဝတီတိုင်းမွန်ပြည်နယ်နေပြည်တော်မန္တလေးတိုင်းနဲ့ပဲခူးတိုင်းမှာစစ်တင်တဲ့ကြောင့်59ခုကပြည်သူစစ်မှုထမ်းသင်တန်းအပတ်စဉ်အများစုကို လက်ခံလေ့ကျင့်ပေးနေတဲ့ပင်မသင်တန်းကျောင်းနေရာများဖြစ်တယ်လို့ MDSI ကပြောပါတယ်။အလားတူစစ်အခြေခံလေ့ကျင့်ရေးတပ်များကပြည်သူစစ်မှုထမ်းသင်တန်းအပြင်အခြေခံတပ်သားတည်သင်တန်းတွေကိုလည်းလက်ခံဖွင့်လှစ်လေ့ကျင့်ပေးရရှိတယ်လို့ဆိုပါတယ်။တိုက်ပွဲများပြင်းထန်နေတဲ့တပိတ်ချင်းမြို့နယ်တွေကစခါတနဲ့နဲ့တတကစသုံးရွှေဘိုအခြေဆိုင်စခါတရှိကလေးတက်နယ်တတကစသုံးတို့မှာလုံချုံရဲ့ယာတင်တဲ့ပုံမှန်လက်ခံလေ့ကျင့်ပေးနိုင်ခြင်းမရှိဘဲရန်နာထားရတာကိုတွေ့ရှိရကြောင်းလည်း MPSN ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ယခုအော်တိုဘာလ10ရက်နေ့ထိစစ်မှုထမ်းအဖက်စင်15ကိုလေ့ကျင့်သင်တန်းဆင်ပေးထားပြီးအဖက်စင်18အားမကြာခင်ဖွင့်လှစ်နိုင်ဖို့ပြင်ဆင်လုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။စစ်ကောင်စီတကစစ်မှုထမ်းတပ်သားများလက်စင်တပ်မတ်အရေးအတွက်ကြော်လွန်ရရှိအောင်နီလန်းမျိုးစုံနဲ့ဖမ်းဆီးစုဆောင်းနေသလိုအရှေ့ဟောမပြက်လေ့ကျင့်သင်တန်းပေးနိုင်ဖို့အတွက်လည်းစစ်သင်တန်းကျောင်းများထပ်တိုးဖွင့်လှစ်ပြင်ဆင်လာခြင်းဖြစ်တယ်လို့ MDSI ကထုတ်ပြန်ပြောဆိုထားတာပဲဖြစ်ပါတယ်ခင်ဗျာ။ ်စစ်တွေမှာစစ်ကောင်စီနဲ့အေအေတို့တိုက်ပွဲပြင်းထန်နေတဲ့အကြောင်းကိုလည်းဆက်လက်ဖော်ပြပေးပါမယ်စစ်ကောင်စီနဲ့အာရခတတော်အေအေတို့ဆက်ဆိုင်ထားတဲ့စစ်တွေမျိုးနဲ့မှာလက်နက်ကြီး drone များနဲ့အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့်တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်အော်တိုဘာလာ၁၄ရက်နေ့မှာစတင်ကစစ်တွေစစ်ကောင်စီတိုင်းများမှာအေအေထိ ंछ ုပ်ထားရရသေးတောင်နဲ့ပုံနာကျုံအဆက်နေရာတွေကိုလက်နက်ကြီးများအဆက်မပြတ်ပစ်ခတ်နေတာဖြစ်တယ်လို့သိရပါတယ်။အော်တိုဘားလာ15ကလည်းစစ်တွေမျိုးမှရှိတဲ့စစ်ကောင်စီတရင်တွေက ပုံနာကျုံးတဲ့ရတိတော်မျိုးနယ်တွေကိုလက်လက်ကြီးအချိန်ရေ20ကျော်အထိပြစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ဒေသစီးရေးသတင်းမြစ်တူပြောတာကလက်လက်ကြီးပြစ်တာတွေကပိုပြီးအချိန်ရေများလာတဲ့ပြောင်းစစ်ကောင်စီဟာမစ်ဆိုင်းတောင်းတွေလည်းပြစ်တာရှိတယ်။ဆလီရကစပြီးပြင်းပြင်းထန်ထန်ကိုအပြန်အလှန်ပြစ်ခတ်နေကြတာပါ။အေအေကလည်းလက်လက်ကြီးတွေနဲ့ပြန်လည်ပြစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။တော်ပြန်စစ်ကောင်စီဘက drone နဲ့ပုံကျဲတိုက်ခိုက်မှုများလည်းလုပ်နေတယ်လို့ဆိုပါရယ်အာရကတတော်ရဲ့ယမန်နေ့ကထုတ်ပြန်ကြမှာလဲ စစ်တွေမြို့နီးပတ်ဝန်းကျင်မှာလက်နက်ကြီး drone အပြန်အလှန်တိုက်ခိုက်မှုတွေဟာရခိုင်ရဲများတွင်ပိုမိုပြင်းထန်လျက်ရှိကြောင်းဆိုပါတယ်ရခိုင်ရဲပိုင်းအတွက်မှာစစ်ကောင်စီကစစ်တွေမြို့ပတ်ဝန်းကျင်မှာအဲအားဖြင့်တင်းကစီးရေးလှုပ်ရှားမှုများရှိလာသလိုစစ်တွေပင်လယ်ပြင်မှာလည်းစစ်ကောင်စီစစ်သည်မများကကဲလဲသွားလာမှုတွေကို တွေ့လာရတယ်လို့စစ်တွေမြို့ကန်တွေကပြောပါတယ်စစ်တွေမြို့ကန်မျိုးသားတူပြောတာကတော့ရွှေမင်းကံဘက်မှာအရင်ကလှုပ်ရှားမှုတိတ်မတွေ့ရပေမဲ့အရင်နှစ်ရက်လောက်ကနေစပြီးကဲနေတာတွေလုပ်နေတယ် တို့မျိုးတွေကတရင်နေရာတွေမှာအင်အားဖြည့်ထားတာတွေလည်းရှိတယ်လို့ပြောပါရယ်စစ်တွေမျိုးရင်းရှိဒေသခံများမှာလည်းစစ်ကောင်စီရဲ့စစ်စေးရေးတင်းကြပ်မှုကုန်းစီစစ်စစ်မှုပြတ်တောက်မှုတွေကြောင့်စားဝတ်နေရေးကြက်တဲမှုဒဏ်အပြင်လုံခြုံရေးကင်းမဲ့မှုဒဏ်ကိုပါခံစားနေကြရပါရယ်စစ်ကောင်စီကလာမယ့်ဒီဇင်ဘာလ28ရက်မှာပြုတ်လုပ်မဲ့ရွေးကောက်ပွဲနဲ့ဆက်ဆက်၍စည်းလုံရှာမှုတွေကိုယခုထက်ပိုမိုလုပ်နိုင်ကြောင်းလည်းနိုင်ငံရေးလှိလာတုံ့တက်သူများကတုံ့တက်ထားပါရယ်ရခိုင်စည်းရေးလှိလာသူမျိုးသားတူကတော့ စစ်ကောင်စီအတွက်ဒီနေ့မှာရခိုင်ပြည်ရွေးကောက်ပွဲဟာတော်တော်ရေးပါတယ်စစ်တွေမှာသာရွေးကောက်ပွဲမလုပ်နိုင်ခဲ့ရင်စစ်ကောင်စီဟာရခိုင်ပြည်ကခွာပြီဆိုတဲ့သဘောအာဏာစက်လုံးဝမရှိပြီဆိုတဲ့သဘောဖြစ်မှာပေါ့အဲဒါကြောင့်ရွေးကောက်ပွဲကာလမှာအေးအေးထိုးစစ်ဆင်လာမှာကိုစိုးရင်ချက်ရှိနေလို့မကြာခဏချင်းချောက်လက်နေကြီးတွေနဲ့ပြစ်နေတယ်လို့မြင်နေဒီလိုပြစ်ခတ်နေရင်ဒီထက်စည်ရေးတက်မှမှုတွေနဲ့တိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့ပြောပြထားပါတယ်။ဒါပြင်စစ်တွေမျိုးပေါ်မှာစစ်ကောင်စီကရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာဆိုင်းဘုံများထောင်ရင်ဒေသခံများအားမဲဆွယ်စည်းရုံးမှုများပြုလုပ်လျက်ရှိနေပါတယ်။စစ်ကောင်စီတပ်ကစစ်တွေနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ရသိတောင်ပုံနာကျောင်းပေါက်တော်စားတဲ့မျိုးနယ်များမှာရှိတဲ့ဂျေးဝါများကိုလည်းလက်နဲ့ကြီးနဲ့မကြာခဏပြစ်ခတ်နေတာကြောင့်အရသာထိခိုက်သေးဆုံးမှုများလည်းရှိနေပါတယ်။ရခိုင်ပြည်မှာတော့မြို့တော်စစ်တွေနဲ့ကြောက်ဖြူမန်အောင်တို့သာအေအခသိမ့်ပိုင်ရန်ကြံရှိတော်တာဖြစ်ပြီ လက်ရှိကြောက်ဖြူတိုက်ပွဲမှာလည်းနေ့စဉ်ပြင်းထန်လာနေတယ်လို့သိရပါပါတယ်ခင်ဗျာ